အလုံးပဲမင်္ဂလာပါပြည်ပြည်လေးပွဲစဉ်17ဒီစနေနေ့ညနောက်ဆုံးပွဲစဉ်တွေဖြစ်တဲ့ချက်စီတင်းနဲ့ဥပါဒဆန်တင်းတို့ရဲ့ဘုဂျုတုံးတဲ့ပြည်နဲ့ခမ်းမကြီးချက်မှုကိုကျွန်တော်ညကိုလုံးနဲ့တူကိုပဲလောက်ပြီးသွားကြည့်ပါလိမ့်မယ်လက်ရှိမှာဆိုလို့ရှိရင်တော့ဒီဒီနေ့ရဒီမှာဆိုလို့ရှိရင်ချက်စီတင်းရဲ့ကစားပုံမှာဆိုလို့ရှိရင်ပြည်ရဲ့ဖိပါကဘာကလတ်တော်ကကစားခဲ့တဲ့ခြေစွမ်းမျိုးလုံးဝမမြင်တွေ့ခဲ့ရဒီမှာနဲ့ဒီနေ့ရဒီမှာဆိုလို့ရှိရင်ချက်စီတင်းကလုံစားလို့မရတဲ့အတင်းတင်းလို့ပြောရမှာဗျအတင်းကြီးတင်းရဲ့ဟပ်ပန်အခြေအနေမျိုးမရှိပါနဲ့ ဲ့ဟိုခြေစွမ်းမသိငယ်ပဲလားမထင်မှတ်တဲ့ပွဲစဉ်တွေမှာအနိုင်ရပြီးတော့မထင်မှတ်တဲ့ပွဲစဉ်တွေမှာဒီတင်ကြီးပွဲတွေ၊ဆုံးပွဲတွေကြုံတွေ့နေရတဲ့ခြေစီးတင်းရဒီလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေရဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာတော့ဒီပြအန်ဆိုမာလကအနေနဲ့လည်းပြီးခဲ့တဲ့ဒီဂျိုင်းရဲမှာဆိုလို့ရှိရင်ချက်ပြလီမှာဆိုလို့ရှိရင်လည်းအဇာဘိုင်ရဲ့သိသွားပြီးတော့ကွာလာပတ်လိုတင်းမျိုးဘူးတော့မှတူတူဆိုတဲ့ရလက်နဲ့အကံကောင်းလို့မဆုံးခဲ့တဲ့အချိန်တွေမျိုးမှာဆိုလို့ရှိရင်လက်စီသူတို့ရဲ့အိမ်ဝင်ဖြစ်တဲ့ကြောင့်ကြောင့်မို့လဲဆရာနာဖို့မှာကစားမဲ့ဒီပွဲစဉ်မှာတော့တစ်ဖက်က ဟုတ်တင်ကတဲ့တုတ်တော့ခါနဲ့တူပြလက်ရှိမှာဆိုလို့ရှိရင်ဟုတ်တင်ရဒီနေ့ရဒီပရီးမီးယားလိဆေးပွဲကစားပြီးတဲ့အချိန်မှာလည်းနိုင်ွယ်လုံးဝပြရရှိတည်ပဲနဲ့တကြီးဝဲနှစ်ပွဲနဲ့နှစ်မှတ်တာရရှိတည်ပြီးတော့ဒီဇေယအောက်ဆုံးမှာရောက်ရှိနေတဲ့ဟူပါတန်တင်ကတဲ့လက်ရှိတူလူရဲ့ဒီပြပီတာဘီလောက်ကိုလည်းထုတ်ပြထားတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်လက်ရှိနီးပြလက်မှတ်နဲ့ဒီဟူပါတန်တင်ကတဲ့အဝေးကွင်းကနေပြီးတော့အရှိမရှိတဲ့အဆွေမရှိတဲ့ဝေပလီလေးအနေနဲ့ချက်စည်းကို ဒုက္ခပြနိုင်မဲ့ခြေလေးမျိုးမရှိတဲ့အတွက်ကြောင့်မို့လဲချက်စည်းတင်းနေတော့ဒီနေ့ပွဲစီမှာဆိုလို့ဒီပွဲစီမှာဆိုလို့ရှိရင်တော့တို့ရဲ့အိမ်ခွေးမှာအကောင်းဆုံးနိုင်ပွဲတစ်ပွဲပြတ်လဲရရှိဖို့လိုအပ်နေတဲ့ခြေလေးမျိုးမှာတော့ဒီပြအစုံမလကာအနေနဲ့လည်းဒီနောက်တန်းကိုပြန်လဲပြင်ဆင်လာဖို့လိုပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ချက်စည်းတင်းနေတဲ့ဒီလက်ရှိကစားပြီးခဲ့တဲ့ပွဲစီတွေမှာဆိုလို့ရှိရင်မဆုံးတဲ့အမားတွေဘာကြောင့်ဒီနောက်တန်းအမားတွေကနေပဲ ကိုပေးနေရတဲ့အချိန်တွေမျိုးကပြီးခဲ့တဲ့အချိန်ပြန်လိမှာဆိုလို့ရှိရင်လည်းဒီကျွန်တော်ဟာတုံနဲ့ဒီပါလို့တုံစီတို့ရဲ့ဒီခက်စစ်တွေရဆိုလို့ရှိရင်တကယ်ကိုအမားတွေများပြီးတော့သူတဖြစ်တော့ကျွန်တော်ဟာတုံအနေနဲ့လည်းသူ့အနေနဲ့ဒီအယက်တင်မှာတကယ်ကိုဘုဒ္ဓဆင်ရှိတဲ့ကစားသမားတယောက်အနေနဲ့တကယ်ကိုတုံတက်လာမဲ့အချိန်တွေမျိုးမှာလက်ရှိချက်စီတင်မှာဆိုလို့ရှိရင်တော်တော်လေးကိုရုန်းကန်နေရတဲ့အချိန်တွေမှာသူတို့အခုရရပြီးတော့ကစားရတဲ့အချိန်တွေမျိုးမှာဆိုလို့ရှိရင်လည်းချက်စီတင်မှာကစားခွေးရတဲ့အချိန်နဲ့အတွင်းမှာတော့မှာ ကျစီတင်းကိုလောကကူညီနိုင်မနိုင်တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့တစီအန်ဇူမာလကာအနေနဲ့လည်းကျစီတင်းမှဒီဒီပဲကိုဝဲတယောက်မရှိတဲ့နဲ့ပဲလက်ရှိဒီလူရင်းအစုဖွဲ့မှာဆိုလို့ရှိရင်တော်တော်လေးကိုဒီခန့်စစ်ကြောင်းမှာတော်တော်လေးအမားတွေများပြီးတော့အပေါက်ပြဲတွေဖြစ်နေတဲ့အခြေအနေမျိုးကိုတော့ကိုယ်လည်းကမဆက်ကဆီသူသားပါမကောင်းကလေးလို့ရှိရင်တော့ချက်စီးတင်းရဲ့ခက်စစ်ကတော်တော်လေးကို စိုးရိမ်စရာအခြေအနေမျိုးမှရှိပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီကွင်းလေကမဆက်ကိုက်စစ်တိုးအနေနဲ့လည်းနောက်တန်းနဲ့နှစ်ယောက်ရဲ့အချိန်မှာအဓိကကစားပြီးတော့သူဒီချက်စီတင်းရဲ့နောက်တန်းကိုအဓိကဖာသိပေးနေတာကလည်းချက်စီတင်းတို့အနေနဲ့ဆဲသစ္စာရရောက်ရရခဲ့တဲ့အခြေအနေမျိုးရှိပါတယ်။ဒီမှာတော့လက်ရှိကစားရမယ့်ဒီဆန္ဒပုကွင်းမှာတော့တစ်ဖက်ကတိုင်ပတ်နေတဲ့ဝူပါဟတာတင်းကိုချက်စီတင်းနေတဲ့တော့လည်းအကောင်းဆုံးအနိုင်ယူနိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်ပြီးပါတယ်။ โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့တင်းရအဆိုင်ရအကျော်ပေးမှုကိုကြည့်လိုက်ရအောင်အဆိုင်ရအကျော်ပေးမှုမှာဆိုလို့ရှိရင်တော့လက်ရှိအစောပိုင်းအကျော်ပေးမှုရဆိုလို့ရှိရင်တော့ချက်စီတင်းကတော့ဘုပ္ပတအတင်းကိုတလုံးဆုံးဆိုတဲ့အကျော်ပေးမှုကိုပေးရပါတယ်ဒီနေ့တင်းရကိုပေါင်းကြည့်တဲ့ချိန်ကြည့်မယ်ဆိုလို့ရှိရင်တော့ကိုပေါင်းကြည့်ဖွင့်လို့မှုရဆိုလို့ရှိရင်တော့တော်လုံးဝင်တဝက်စားဆိုတဲ့ကိုပေါင်းကြည့်ဖွင့်လို့မှုကိုပေးရပါတယ်လက်ရှိဘုပ္ပတအတင်းနေတဲ့ပွဲတိုင်းလို့လို့ကိုပေးထားရတဲ့အခြေအနေမျိုးမှာတပည့်ရင်သူတို့ရဲ့ဒီတိုက်စစ်မှာဆိုလို့ရှိရင်အဓိက အခုရတဲ့ဆွဲလက်စင်တရားတရားလောက်ပဲရှိတယ်ဗျာတပည့်ဒီကွင်းလဲမှာစလို့ရှိတယ်အကြောင်းကိုမတ်တို့ဒီကစားသမားတွေလောက်တာအခုရတဲ့အခြေအနေမျိုးမှာဘူပန်တန်တင်းရဲ့ခန်းစစ်ကတဲ့ဒီချက်စီတင်းခန်းစစ်နဲ့ဒီတို့တကယ်ကိုအပေါက်ပြဲနဲ့ဒီနေ့ရဒီမှာစလို့ရှိရင်ပေးဖို့တွေတော်တော်လေးအများဆုံးခွင့်ပြုထားရတဲ့အတင်းတင်းနေလဲပွဲတိုင်းလို့လို့ဘူပေးထားရတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့ချက်စီရဲ့စံတန်းဖို့မှာတော့ချက်စီတင်းရဲ့ဒီတော်မှန်တိုက်စစ်ကစားသမားတွေနဲ့ ဒီခွေးလက်ကအစိုးပဏ္ဍတရူရဲ့တွဲလုံးတွေကနေပြီးတော့ဥပါဒံရဲ့အစစ်ကိုအများကြီးဒုက္ခပေးနိုင်တဲ့အခြေအနေမျိုးမှာဥပါဒံတည်နေတယ်တော့ဒီပွဲစီမှာတော့ချက်စီရဲ့အိမ်ဝင်းကိုလာပြီးတော့ချက်စီကို supply တိုက်ဖို့အခြေအနေမျိုးမရှိတဲ့အတွက်ကြောင့်မို့ချက်စီတည်နေတဲ့လက်ဒီဥပါဒံနဲ့ပွဲစီမှာဆိုလို့ရှိရင်သူတို့အနေနဲ့ရက်လက်ကောင်တစ်ခုကိုပေါ်ဆောင်သွားရမယ့်အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့သူတို့ရဲ့အိမ်ဝင်းမှာအဓိကသူတို့ရဲ့ခန့်စီရဲ့အားနည်းနေပါစေ။သူတို့အတင်းမှာလက်ရှိ ဒီနေ့ရက်ဒီဖြစ်တင်ထားတဲ့လူရင်းအစကွက်တက်အနေနဲ့လည်းသူတို့ရဲ့တောင်းပန်မှာသူတို့ရှိရင်ဘယ်ကစားသမားကိုထဲထဲဗျာအထူးသဖြင့်တော့ဒီပွဲစဉ်ပြီးခဲ့တဲ့ပွဲစဉ်မှာသူတို့ရှိရင်ဒီညတောက်ပွဲမှာသူတို့ရှိရင်ဝီလီယံအဆာဘကိုပွဲထုတ်ခဲ့တဲ့တွေ့ကြုံမှုတွေဒီပွဲစဉ်မှာတော့ညတောက်ပွဲမှာတောင်းနှစ်တူကိုပြန်ပြီးတော့ပွဲထုတ်လာမှုအခြေအနေမျိုးမှာသူတို့ရှိရင်ပြီးခဲ့တဲ့ပွဲစဉ်မှာသူတို့ရှိရင်တော့ဒီညပြအဲဒီမာကအနေနဲ့ဒီနံပါတ်၁၀ကိုလုံးမှာကျောက်ဘတ်တူရွတ်ထားပြီးတော့ဒီတိုက်စစ်မှာသူတို့ရှိရင် တရားကြောက်ကိုထဲတော်ထားတဲ့အခြေအနေမျိုးကတော့ကျွန်တော်အနေနဲ့တော့ဒီတက်စစ်ပုံစံမျိုးကိုစမ်းမယ်ဆိုလို့ရှိရင်တော့ချက်စည်းတင်းနေတဲ့ပြည်ဖို့အားနည်းနိုင်ပြီးတော့တိုက်ပတ်နေတဲ့အခြေအနေမျိုးမှာတော့ဒီပွဲစဉ်မှာတော့တခုခုအပြောင်းလဲဒီတက်စစ်မှာအပြောင်းလဲတခုခုတော့လုံးတင်နေလို့ထင်မိတယ်ဒီတာယုံကျော်နေရမှာလူငယ်ကစားသမားတွေမကြည့်ပဲထဲပဲဆိုလို့ရှိရင်လည်းချက်စည်းတင်းရဲ့တိုက်စစ်ကအနေနဲ့အလုပ်ဖြစ်နိုင်သေးတယ်ဗျာ အပြင်နံပါတ်10ဝူမဆိုလို့ရှိတယ်ဂျာဥပတ်တို့အနေနဲ့တူအနေနဲ့ဒီတက်စစ်ကစားသမားတယောက်ကစားနဲ့ကစားသမားနဲ့ဒီချိတ်ဆက်ပြီးကစားရတဲ့အခြေအနေမျိုးဆိုရင်သူအနေနဲ့ဒီဒီကိုဖတ်ဒီပမဲ့အခြေအနေမျိုးတွေမလုံတက်တဲ့ကစားသမားတယောက်အနေနဲ့သူ့ရဲ့အာသာချက်ကပြဒီနောက်တန်းခန်းစစ်တွေကိုထိုးပေါက်အသိဝင်အသိပြတ်ထိုးထိုးပေါက်ပြီးတော့သူ့အနေနဲ့စပိစရတဲ့ဒီနောက်တန်းတွေကိုခေါ်ထုတ်ပြီးတော့စပိစရတတ်တဲ့ဒီကစားသမားတယောက်အနေနဲ့ သူနေတာဒီနံပါတ်10ကိုလုံးမသိဒီကလေးပွဲစီမှာဆိုလို့ရှိရင်တော်တော်လေးကိုရုန်းကန်ရတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ဒီပွဲစီမှာရောဒီပြအစုံမလကအနေနဲ့ဘလို့ဒီတိုက်စစ်အတွဲလုံးကိုဘလို့ပွဲထုတ်လာအောင်လဲပြောင်းလဲမှုတွေလောက်လာမလားဆိုတာကလည်းကျွန်တော်တို့တွေသတ်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါပြင်ဒီချက်စီတင်းရဲ့ဘယ်တော့မှမှာဆိုလို့ရှိရင်လည်းကျွန်တော်အမြင်ရဆိုလို့ရှိရင်တော့ဒီပြအနေနဲ့ဒီတပိကတင်ကိုအကြိုက်တွေ့ပြီပဲလေကျွန်တော်သူ့အနေနဲ့ဒီနေ့ရက်ဒီမှာခေါ်ယူလိုက်တဲ့ ဇာသမားကြီးတွေမှာဆိုလို့ရှိရင်ကဏ္ဍချုပ်ကိုတိတ်ပြီးတော့အကြိုက်မတွေ့တဲ့အခြေအနေမျိုးကိုကျွန်တော်ပြင်ခဲ့ရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဗျာဒီဒီပြအနေနဲ့ကဏ္ဍချုပ်တောင်းရင်တော့မှတပိုင်းလောက်ပဲသူ့အနေနဲ့တောင်းတယ်ဗျာ။ကဏ္ဍချုပ်အနေနဲ့လည်းပြီးခဲ့တဲ့ဖွဲ့စည်းမှာဆိုလို့ရှိရင်ဒီဒုတိယပိုင်းဝင်လာပြီးချင်းပါဗျာ။ချက်စည်းတင်းသွားသဘူးတွင်းအမြန်အလျင်မြန်မကူကိုတွင်းယူခဲ့တဲ့အခြေအနေမျိုးတွေကြောင့်ဒီဖွဲ့စည်းမှာဒီအလုပ်ဖြစ်တဲ့ဒီဘက်တာဘောမှာဆိုလို့ရှိရင် ချက်စီးသေးမှရုံးကန်နေရတဲ့ဒီဂျီမီကီတန်ကိုအောက်ပြီးတော့ကျွန်တော်နေနေတော့ဒီဘယ်တာပွင့်မှာစလို့ချင်းတော့ကလာချိုကိုထည့်ပြီးတော့ဖွဲ့ဖွဲ့ထုတ်တင်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါဒါကတော့ကျွန်တော်ရဲ့တူသေးသေးရောက်တဲ့အမြင်ရပါလက်ရှိချက်စီးသေးရဲ့ဒီနေ့ရက်ဒီပြပွဲစုံ၅ပွဲမှာဒီနောက်ဆုံးကစားခဲ့တဲ့ပြပွဲစုံ၅ပွဲမှာကြည့်မယ်ဆိုလို့ချင်းလဲသူတို့တင်နေတာသူတို့ရဲ့အင်ပွဲမှာဒီဆန်ဆန်လန်တင်းကိုဆုံးနေထားတာကလွန်ပြီးတော့ဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ချင်းလဲချက်ပြလေးပါတော့တူးတူးဆိုတဲ့တည်းရလက်ထုတ်ပေါ်လာတာလွန်ပြီးတော့ဒီနောက်ဆုံး၅ပွဲမှာဆိုလို့ချင်းတော့ ချက်စီးတင်းနေလာတော့တဝဲနိုင်ပြီးတော့တပွဲဆုံးပြီးတော့တပွဲတည်ကြတာပါချက်စီးတင်းနေလာတော့ဒီနောက်ပိုင်းကစားပုံအရဆုလို့ရှိတော့သူတို့ရဲ့တိုက်စစ်မှာနည်းငယ်အာနေလာတဲ့အခြေအနေမျိုးမှာကိုးတွေကိုစိတ်ကြိုက်မတွင်းနိုင်တော့တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တစ်ဖက်ကဒီဥပတန်ရဲ့ခန်းစစ်ပေါက်ပြဲနေတဲ့အခြေအနေမျိုးမှာတော့သူတို့ရဲ့အင်ကွင်းမှာတော့ချက်စီးတင်းနေတော့ဒီတလုံးကွဲဆိုတဲ့အချုပ်ပြမှုရတော့ကိုပြအနိုင်ရတော့မဲ့အခြေအနေမျိုးတွေအများကြီးရှိပါတယ်တစ်ဖက်က ဥပါဒံတင်းနေတယ်လက်ရှိပြက်ပွဲစုသူတို့ကစားခဲ့ပြီတဲ့ပြက်ပွဲစုငါးပွဲမှကြည့်မယ်ဆိုလို့ရှိနေတယ်ပလိုက်တန်တင်းကိုဝန်းဝန်းဆိုတဲ့ဒီရက်လက်ထုတ်ဖို့ဘူးတဲ့ကတောက်ဆောက်ဆုံးပွဲတွေကြုံတွေ့ရတာဆိုတဲ့ဒီနောက်ဆုံးငါးပွဲမှဆိုလို့ရှိနေတယ်၄ပွဲဆုံးပြီးတော့ဒီပွဲတာဒီကြတာတဲ့အချိန်တွေဘုံမှဆိုလို့ရှိရတော့လက်ရှိအချက်စီတင်းရဲ့လူများစပတ်တန်နဲ့တစ်ဖက်ကဒီနီးပြလက်မဲ့နဲ့တိုက်ပတ်နေတဲ့လောက်ကနေရတဲ့ဝါဆန်တင်းကိုချက်စီတင်းနေတယ်သူတို့ရဲ့အိမ်ပွဲမှအကောင်းဆုံးရက်လက် ဖော်ဆောင်ပြီးတော့ကိုပြအနိုင်ရလက်ကိုဖော်ဆောင်နိုင်မဲ့အခြေအနေမျိုးမှာတော့ဒီဒီအချုပ်ပိုင်းအချုပ်ပိမှုရတလုံးကွဲဆိုတဲ့အချုပ်ပိမှုရဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့တော့ချက်စီတင်းကိုပဲအကြတုပ်ပြပါတယ်။ဒါကြောင့်မို့လို့ဒီကွဲစင်မှာတော့ချက်စီပေါ်ဒီကိုပဲအကောင်းဆုံးရွေးချယ်ပြလိုက်ရပါတယ်။အားလုံးပဲကြောက်ပါပဲဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်တယ် subscribe လုပ်ပြီးတော့အားပေးကြပါဦးတောက်ဆုပ်ပြစီကျွန်တော်ညီကိုလည်းအားလုံးပဲအဆက်ဆက်အေးအထူးကူးဆက်ကြပါခင်ဗျာ။